ဒီစီစဉ်မှာလုံးဝထိမရအောင်ကြမ်းနေရဲ့ EHP Hero များအဲ့တော့နံပါတ်1နေနေရတော့6မပေါ်တာလဲနံပါတ်1နေနေရတော့ glue ပဲဖြစ်ပါရဲ့ကိုင်းရင်ကိုင်းမကိုင်းရင်ဘန်းဆိုရင်ဒီထားမှာ glue အကောင်တာဘုရားလဲ frame နဲ့အဲပြောရမယ်ဆိုလို့ရှိရင်တော့ဗဇာနာလောက်ပဲရှိရဆိုတော့ glue ဆိုတဲ့ hero ကပွဲထဲမှာပွားရင်လဲတော်တော်လေးအောင်နောက်တယ်အဲ့တော့သူ့ရဲ့ AD နဲ့ခွာလိုက်လို့ရှိရင်လေဒါ jewelry ပဲပဲဖြစ်ဖြစ်ဘာဖြစ်ဖြစ်ဆိုရင် hyper drag ကတော်တော်လေးကို cancel ပေးရတော့ကြောင့်မလို့ဒါကိုင်းကိုင်းမကိုင်းရင်ဘန်းဆိုရင်ဒီထားမှာရောက်နေရပဲဖြစ်ပါရဲ့ အဲနောက်တစ်ကောင်ကတော့ညီကိုလည်းတိမှာပါကျွန်တော်မပြောနဲ့ညီကိုတို့တိလောက်မဲ့ဟီးရိုးပါဒါကတော့ပွဲရင်မှာလဲအဲလစ်ဆိုတဲ့ဟီးရိုးကကျွန်တော်ဒါဘန်းရင်ဘန်းဘန်းရင်ခိုင်တဲ့နေထားမှာဆိုတော့အဲလစ်ကလည်းဘယ်လောက်ဒီကျဲနေဟီးရိုးဆိုတာလဲဒါကျွန်တော်ထွေတူတူပြောပြနေကြမလို့သူရဲ့ passive ကလည်း skin တစ်ခုတိအားနဲ့ကျွန်တော် auto light ဆောက်တဲ့နေထားမှာအဲအဲဒီမိတ်ကလည်း cross control ကြီးပါဖြစ်တော့ကြောင်မလို့ဒါအဲလစ်ဆိုတဲ့ဟီးရိုးကလည်းခိုင်ကိုခိုင်တိမှာလေမခိုင်ရင်လဲဘန်းလိုက်တာအကောင်းဆုံးပါ အဲနောက်တစ်ခေါက်ကတော့ကျွန်တော်တို့ရန်နေမှာရောကျွန်တော်ပွဲနေမှာရောအများဆုံးတွေ့ရတဲ့ CC ပဲဖြစ်ပါတယ် CC ကတော့ ESP လိမ့်မဲဆော့ဆော့ Go လိမ့်မဲဆော့ဆော့ဘာလာလာ down နဲ့ hero ပဲဖြစ်ပါတယ်အဲ့တော့သူ့ရဲ့ကျွန်တော် mobility damage stat တွေပြည့်နေတဲ့အနေအထားမှာသူ့ရဲ့ yoyo play နဲ့ပုတ်တဲ့အနေအထားတော်တော်ယူနာပါတယ်အဲ့တော့ banjin နဲ့ဆော့တာဖြစ်တဲ့အတွက်ကြောင့်မို့တာ mass man နေနေရလဲပြည့်ရပြည့်ရခက်နေတဲ့အနေအထားမှာတော့ CC ဆိုတဲ့ hero ကတော့ကိုင်ကိုကိုင်တင်ပါတယ်အဲနောက်တစ်ခေါက်ကတော့ labu labu ပဲဖြစ်ပါတယ် အဲ့တော့လာပူလာပူကတော့ဘယ်လိုပြောပြမလဲသူရဲ့ ultimate ကလည်းကုအောင်လေးတော်တော်လေးနည်းနေထားမှာအဲအဲ့ဒီခဏခဏတုံးလို့ရတယ်တတပတိ team fight ဒီမှာလည်းတော်တော်လေးကိုဒါ powerful နဲ့ useful ဖြစ်တဲ့ hero ဖြစ်တဲ့အတွက်ကြောင့်မလို့ဆို run နေရောအဲ tournament ပွဲရင်မှာပါအများဆုံးတွေ့ရပါတယ်အဲ့တော့လာပူလာပူဆိုရင် hero ကလည်းကျွန်တော်ဒါ wire တစ်ခွက်ထင်းနေလေဒါ၄ရောက်၁ရောက်ဖျဲလို့ရတယ်နေထားမှာတော့ဒါတော်တော်လေးကိုကလူချိုက်များကြတယ်အဲ့တော့ ပစ်ကိုပစ်တင်ပါရဲ့ဒီ hero ကတော့တိတ်မဖမ်းလို့ဆိုတော့ brother အနေနဲ့ဒီ lapo lapo ဆိုရ hero တော့ကျွန်တော်တို့ဒါကင်လို့ပြုတ်လို့တွေ့တယ်အဲ့တော့ဒါတော်တော်လေးကိုဒါကျွန်တော်အနေနဲ့ကြိုက်ပါတယ် recommend လေးပေးနောက်တစ်ခေါက်ကတော့ကျွန်တော် phobia ပဲဖြစ်ပါတယ်အဲ phobia ကတော့တိတ်ထွေထူးထူးတော့ပြောစင်နေကြမလို့လောက်ပါဘူးသူအနေနဲ့ကျွန်တော် mobility မြင့်နေတယ်ကျွန်တော် land slow တွေ hayabusa တွေ hurriedy အဲပြီးတော့ကျွန်တော် bandy တနားရေ hitter နေတယ်ကျွန်တော်မတားမျိုးကတော့ phobia ဆိုရ hero ကတော့ လိုက်ပြီးတော့ထုတ်ယုံပါပဲတိတ်တော့မက်ဆေ့ချ်ပြောကြမလို့ဒီ hero ကလည်း banning list ကနေလွတ်တွတ်ကြောင်မလို့ဒါ browser အနေနဲ့ကင်ကင်လို့ရတယ်အဲနောက်ဆုံးမှာတော့ကျွန်တော်အကြိုက်ဆုံးလက်ရှိ ESP hero တကောင်ဖြစ်တယ်အားလုံးပဲဖြစ်ပါတယ်အဲအားလုံးကတော့ browser အနေနဲ့ damage ပဲဆော့ဆော့ jury ပဲပဲဆော့ဆော့တော်တော်လေးကို performance ပြလို့ကောင်းတဲ့ hero တကောင်ပဲဖြစ်ပါတယ်အဲ့တော့ပွဲတွေမှာလည်းအားလုံးအခိုင်းနေ fairy နေအဲ queen ရိုင်းနဲ့တွဲထွက်လာတာမျိုးရှိရဲ့ တော့ပွဲတွေမှာတော့အာအားလုံးကိုကျွန်တော်တို့ဂျူရီပဲဆော့ပြီးတော့ပဲ initiate လေးဆိုပေမဲ့လည်းကျွန်တော်ကတော့အားလုံးကို damage ဆော့တာလေးပို့ပြီးတော့သဘောကျတယ်ဘလိုပဲဆော့ဆော့အားလုံးဆိုရင် hero ကတော့အမ် mobility ရအောင် damage ရအောင်တော်တော်လေးကို fine hero ပဲဖြစ်ပါလိမ့်အဲ့တော့တင်းနေတဲ့ run touch နေဆိုလို့ရှိရင်တော့ကျွန်တော်ပြောရဲခု hero ကြီး quarter ဆုတ်တဲ့အမ်ထိုးတဲ့ထောင်းတတ်မယ်ဆိုရင်တော့ rank ကတော့မြန်မြန်ပဲတက်မှာဖြစ်ပါလိမ့်ဒီလောက်ပါပဲကျွန်တော်နေမျိုးခီးပါ